ကျန်းပြည်နယ်ဝင်ကြီးချုပ်ဦးအောင်တောင်ကြီးမြို့ဂနိုင်ကန်တုံးပြုပြင်ဆောင်ရွက်နေမှုနဲ့ကုန်းတင်ကားကြီးများရနာစကန်တိဆောက်ရေးစီမံကိန်းဆောင်ရွက်မြင့်နေရာကွင်းစင်းကြီးစုစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်ဝင်ကြီးများပြည်နယ်အစိုးရဖွဲ့အတွင်မူပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများတာဝန်ရှိသူများလိုက်ပါလေ။မေလ9ရက်ညနေ3:00ကတောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက်ရှိ ကနိုင်ကန်တုံမြေဒိန်းနေရန်ကြောက်စီခြင်းရေကန်ပြန်လဲတူးဖို့ပြုပြင်ဆောင်ရွက်နေမှုအားတွားရောက်ကြည့်ရှုစစ်ဆေးရာပြည်내စေမြောင်းနှင့်ရေတုံးချရေဦးစီးဌာနမှပြည်내ဦးစီးမှုနှင့်တာဝန်ရှိသူများကရှင်းလင်းရာပြည်내ဝန်ကြီးချုပ်ကကံများပြုပြင်ဆောင်ရွက်ပြီးစီးပါကရေများဝင်ရောက်မည့်အခြေအနေနှင့်ရေကန်အတွင်အနှံ့အသက်မရှိစေဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ရေကန်ဘေးပတ်လည်တွင်ခြံစည်းရိုးများကာယံထားရှိရင်းနှင့်ရေကန်ပတ်လည်စိမ့်လန်းစုပြည့်ရေးအတွက်တစ်ပင်များစိုက်ပျိုးပေးရန်လိုအပ်ကြောင်းဖြည့်ဆွဲမှာကြားခဲ့ပါသည်အစူပါကနိုင်ကံအမှတ်3သည်ကံပတ်လည်အလျား1050ပီကံပေါင်မြင့်71ပီဒူးဖော်မြင့်ကံရေပြင်အကျေ3.3ဧကကံရေပြည့်ရေလောင်ပမာဏမဒူးဖော်မီ ရေကလန်1.41တန် ူးဖော်ပြီး6တဒသမ2 4တန်းရှိရမည်ဖြစ်ကြောင်းသိရပါတယ်။ထို့မှတစ်ဆင့်ပြည်내ဝင်ကြီးချုပ်အဖွဲ့သည်တောင်ကြီးမြို့တစ်တော်ရက်ွက်ရှိရင်ငယ်ရက်နာစကန်းရှိရှိယထာတန်လန်ကူနီကတ္တရာလန်ငကူမူလလန်ကျေထဲတိုးချက်ဆောင်ရွက်မိနေရာတွားရောက်ကြည့်ရှုစစ်ဆေးရာပြည်내လန်ဦးစည်းဌာနတာဝန်ရှိသူများမှရှင်းလင်းကြပြီးပြည်내ဝင်ကြီးချုပ်ကယထာတန်လန်ပတ်ဝန်းကျင်တွင်တန်ရှင်းစွာဆောင်ရွက်ထားရှိရင်းနှင့်ဈေးရောင်းသည့်နေရာများတွင်လည်း ယာယီမိုးကတဲများဖြင့်ရောင်းချစေလိုကြောင်းဈေးတဲများမှအမိုက်များကိုချက်ချင်းသိမ်းဆီးဆောင်ရွက်ပေးစေလိုကြောင်းသက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများမှကြားခဲ့ပါတယ်၎င်းနောက်ပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်စစ်ဆေးရေးဂိတ်များဆောင်ရွက်ထားရှိမည့်နေရာတွားရောက်ကြည့်ရှုပြီးတာဝန်ရှိသူများလိုအပ်သည်များမှကြား၍ကုန်တင်ရင်ကြီးများရနာစကန်တီဆောင်မည်စီမံကိန်းဆောင်ရွက်မည်နေရာတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါတယ် ရင်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်တောင်ကြီးမြို့တွင်ရင်ကျောပိတ်ဆို့မှုဖြစ်စေရေးနှင့်ရင်းအန်တရေလန်းတရေကင်းရှင်းရေးအတွက်မြို့ရှောင်လန်းအားတွားရောက်၍အကွေ့တက်ကြီးသည့်နေရာတွင်လမ်းဖြည့်ညှိဆောင်ရွက်နေမှုနှင့်ရွာလန်းနေရာတွင်ပောက်ပြဲနေမှုကိုတွားရောက်ကြည့်ရှုစစ်ဆေးရာပြည်내လမ်းဦးစီးကြီးကြပ်ရေးတာဝန်ရှိသူတို့မှရှင်းလင်းပြီးပြည်내ဝင်ကြီးချုပ်ကမြို့ဆောင်လမ်းများပြုပြင်ဆောင်ရွက်နေစဉ်ရင်းသွားလာမှုများကိုအတက်တလန်းအစင်းတလန်းဖြင့်အသုံးပြုဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီးတောင်ကြီးမြို့အနောက်မြို့ဘက်လံကွန်ကရစ်ခင်းကျင်းဆောင်ရွက်ထားရှိမှုအားတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ